အားလုံးပဲမင်္ဂလာပါမောင်ပေါ်ထွန်းခဏရစမ်းရိုင်းအပိုင်း16နောက်ဆုံးတွင်ဟယ်လီကအင်းဒီအာ မိုက်ခရိုဖုန်းနောက်သို့လာပြီးစကားပြောရန်ဖိတ်ခေါ်လိုက်သည်အင်းဒီပြောပြီးတော့ကဟယ်လီကကျေးဇူးထူးတင်ပါတယ်အင်းဒီသမီးလေးရဲ့အချစ်တော်ဘက်ဟယ်လီပါဝင်နေအောက်ဆီဒင်ပြုံးကပါဖြုတ်ပြမှုကဏ္ဍမှာသမီးလေးရဲ့စိတ်မချမ်းသာစရာဖြစ်ကိုအခုလိုခဏတာတင်ပြသွားတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်အင်းဒီ ခုလိုတင်ပြခွင့်ရတဲ့အတွက်သမီးကလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်။ပြီးနောက်အင်းနေသည်ခြေပြားလေးများဖုတ်နေကကလထိုင်တို့ပြန်လာပြီးမစ္စတာဝါဘက်၏ဘေးတွင်ဝင်းထိုင်လိုက်သည်။တိတ်ကောင်းနေအင်းနီမစ္စတာဝါဘက်ကအင်းနီလက်ကိုဆုပ်ကမ်းရင်းပြုံးပြီးပြောလိုက်သည်။ဒါပေမဲ့တော်တော်ရှင်မိတ်ဆွေများခင်ဗျာဟယ်လီကကြီးညာလိုက်သည်။ထုံးစံအတိုင်းကျွန်တော်ရဲ့လက်သုံးဆောင်မုတ်ကလေးကိုလေးနားဆင်ကြပါအောင်ခင်ဗျာ။ဤတွင်အတန်လေးစကားပြောသူဤ ကိုဘောင်ဝကီကအတန်စူးစူးညံ့ကလေးပြင်းဒေါ်လာရှင်မိတ်ဆွေတို့ရာအပြုံးမစင်ကြပါထောင်စင်ပြုံးနေမှုကြပါကောင်းနေဝကီဟယ်လီက ပြောလိုက်သည်ဒေါ်လာရှင်မိတ်ဆွေတို့ရာအပြုံးမစင်ကြပါထောင်စင်ပြုံးနေမှုကြပါကဲအေးနောက်ကျွန်တော်တို့ရဲ့ကဘာကျော်အတန်လွင့်ဌာနကတစင်ကဘာကျော်ဆက်မှုလုပ်ငန်းရှင်တတိကြီးမစ္စတာအော်လီဗာဝါဘတ်ကိုဒေါ်လာရှင်ပြည်သက်များနေမိတ်ဆက်ပေးပါဦးမယ်ခင်ဗျာ တန်လွင်စတူဒီယိုတွင်ရှိပရိသတ်ထောင်ကျော်တို့၏လက်ခုပ်တံများဆူညံသွား၏ထို့နောက်မစ္စတာဝါဘက်သည်ဟယ်လီနှင့်အတူ မိုက်ခွနောက်တွင် လာရသည်ဆော်ရဲကြိုင်ထံသို့သူ့လက်များတုံရင်နေသည်အခုလိုလာရောက်ချီးမြှောက်ကိုဝမ်းမတတ်သာကြိုဆိုပါရယ်မစ္စတာဝါဘက်ခုလိုပြောခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်မစ္စတာဟယ်လီထို့နောက်မစ္စတာဝါဘက်ကလက်ထက်မဆာရဲကိုဖြန့်ရင်ဖြတ်သည်မစ္စတာဝါဘက်ခင်ဗျာ ဟယ်လီကသူ့လက်ထက်မှာစာရွက်ကိုဖြန့်ပြဖက်သည်အင်းဒီလေးနဲ့ပတ်သက်ပြီးမဆောင်ဝါဘက်အနေနဲ့တခြားပြောစရာတွေရှိကောင်းရှိမယ်လို့ကျွန်တော်ထင်တယ်ပြောသက်ရှိသေးရင်သောတာရှင်ပြည်သူတွေကြားသိရအောင်ဆက်ပြီးပြောစီလိုပါရခင်ဗျာဟုတ်ပါရဲ့ပြောစရာတွေရှိသေးတယ်1921ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ညမှာအင်းဒီလေးကိုသူ့မိဘတွေကနယူးယောက်မြို့တော်ပြနေစီပဲမြောက်မဲ့ကလေးကဟာမှာစွန့်ပြစ်ထားခဲ့ကြတယ်။အဲဒီတော့ကအင်းဒီလေးဟာနှစ်လသမီးရွယ်သားရှိသေးတယ် အခုဆိုရင်အနီလေးဟာစနစ်နဲ့တမီ၍ရှိနေပါပြီ။ဟယ်လီကန်ကြားဖြတ်ပြီးဒါကြောင့်မို့သူမိမတွေကိုပြန်လည်တွေ့ရှိရတဲ့လူကြီးမင်းကတနိုင်ငံလုံးအနှံ့တော်နှင်းရှာဖွေနေရဆိုတော့ဟုတ်ပါရဲ့အင်းလေးရဲ့မိဘတွေကိုတွေ့ရှိရတဲ့ကြိုးဦးဆောင်ပြီးတော့တပြည်လုံးအနှံ့ပိုက်စစ်တက်ပြီးရှာဖွေနေပါတယ်အခုလိုကြုံကြိုက်တော့မှကြိုးတစ်ခုကြီးညာနေတာကတော့အင်းလေးရဲ့မိဘအဆင်မဖြစ်ကြောင်းအထောက်ထားခန့်ခိုင်လုံလုံး ပြနိုင်တဲ့ပုံကိုယ်တွေကိုဂျိုကာဒေါ်လာ9000လက်ဆောင်ပေးပါမယ်ဆိုတဲ့အကြောင်းပဲဖះရီမဆန်တွေအများကြီးပါလားအင်းဒီလေးကပရိသတ်နဲ့တူလက်ခုပ်တည်ရင်ထောက်ကုန်မျိုးအောင်ပြောလိုက်ဒေါ်လာငွေ9000ကြည့်တော့မှာလေခင်ဗျာနေနေတော့တော့ပတ်စံတွေမဟုတ်ပါဘူးခင်ဗျာဟဲ့လီကပြောလိုက်။အိုးဖះဖះမယုံရဲတဲ့မှမယုံနိုင်စရာကြီးပါလားကွယ်အစပြဒေါ်လာပေါင်း ၅ဆောင်ကြည့်တော့မှဆိုပါလားဒီပတ်စံတွေကိုကယ်လီဖိုးနီးယားကကျောက်မီသူစီရဲမှာဒေါခိတာကြီးကိုတော့ပြီးလိုက်ရရင်တော့လားတခါရီဇော်ဒီကတတိကတော်ကြီးဖြစ်ပါလျော်ဗျာဟေးဝီကီမင်းစက်ပေးထားစမ်းဒါရေးစမ်းမဟုတ်ဘူးသိရလားအတန်းလေးစကားပြောသူမက်ကင်ရက်ကင်ကလှန်တလိုက်သည်ဟုတ်ကဲ့ဟုတ်ကဲ့ကျုပ်ဒီဝါရဲ့ဆရာသမားရင်ခမည်းပါဇက်ကပြောသမျှတွေလေးရေးစရာမဟုတ်ပါဘူး ခမားကနှက်ခမ်းလှုပ်ယုံသာလှုပ်တဲ့လူကိုပြ။တားနေသည်ကြမှာပင်လူရှင်တော်ကရေစရာပြော့ပြအောင်ပြောလိုက်သည်။ထို့နောက်ဟယ်လီကဆက်ပြီးကိုင်းဒီတော့အင်းကြီးရဲ့မိဘများခမား။အခုကျုပ်တို့ပြောနေရတွေကိုခမားတို့ဇနီးမောင်နဲ့နားနဲ့ဆက်ဆက်ကြားလိမ့်မယ်လို့ကျုပ်တို့အားလုံးပဲမျှော်လင့်နေ။အဲဒီတော့ချိန်ဆွဲမနေပဲဒီအတန်နဲ့ဌာနကတစင်းတထေးကြီးမစ္စတာဘွားပဲနေအမြန်ဆုံးဆက်သွယ်ဖို့တော့ ကျိုးစားကြပါတော့လို့မြစ်တာရက်ခံပါတယ်။တထေးကြီးနဲ့ဒါရဆက်တဲ့ခြင်းတော့သူ့ရဲ့နေရာလိမ့်စားကအမှန်980စကွန်ပြစ်စမရိတ်တယ်လန်နယူးယောက်မစ္စတာဝဘက်ကလှမ်းပြလိုက်သည်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။မစ္စတာဝဘက်နေရာလိမ့်စားကအမှတ်980စကွန်ပြစ်စမရိတ်တယ်လန်နယူးယောက်ဖြစ်ပါတယ်ခင်ဗျာ။ထို့နောက်မစ္စတာဝဘက်ကကလတ်တိုင်းစီတို့ပြန်သွားရင်ခြေလန်းပြင်တော့ဟယ်လီကစက်ကနေလက်တာပြီး မစ္စတာဝါဘက်လက်ထက်သို့စာရွက်တရက်ထည့်ပြီးကထိုစာကိုဖတ်ရန်အရေးကြီးပြသည် မစ္စတာဝါဘက်ကဘာမှမသိဘဲနဲ့မိုင်းနောက်တွင်ရက်ကဖတ်သည်ခုလိုအခါနဲ့ကြုံတော့ကြိုစကားတစ်ခွန်ထပ်ပြောပြစီအဲ့ဒါကတခြားမဟုတ်ပါဘူးကြုံနေတဲ့ဆုံးဖြစ်တဲ့ကဘာကျော်အောက်ဆီဂျင်သွားလိုက်စေကုမ္ပဏီကကြိုကိုဒီညမှာအခုလိုဒီညကစကားပြောခွင့်ရအောင်စီစဉ်ပေးရတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပါပဲမင်္ဂလာကြပါဟယ်လီသူအားတမင်အကွက်စင်ပြီးအခွင့်ကောင်းယူကား တော်ရိုက်စီကြုံညာခိုင်းသည့်အတွက်မစ္စတာဘောဘက်ကဟယ်လီအာဒေါသမျက်နှာဖြင့်တစ်ချက်စောင့်ကြည့်လိုက်ပြီးနောက်သူ့ကလထိုင်စီသို့အတင်းပြေတော်သည်မင်္ဂလာညပါမစ္စတာဘောဘက်ဘယ်လီမိုက်ခွန်မှဆက်ပြောသည်အင်းရဲ့မိဘများခင်ဗျာခုကျညာချက်ကိုကြားရင်အချိန်မနှောင်းကြပါစေနဲ့အမြန်ဆုံးသာကြွားခဲ့ကြပါတော့ခင်ဗျားတို့ကိုဒေါ်လာဝင်9000နဲ့80ရင်းသေးလေးတို့ကအသင်ဆောင်မြော်လေးရှိပါရဲ့ခင်ဗျာဟုတ်တယ်အချိန်မဆွဲကြနဲ့ကြားရမဟုတ်လား ဝီကီကဝင်ပြောလိုက်သည်။ကဲအောက်ဆီဂျင်ကြုံညာတော့မကျော်လိုက်ရပဲနေ။နယံမော်ကနိုင်ဟောင်းကြီးကအချိန်ဆစ်သွားပြီ။အောက်ဆီဂျင်မိန်ကလေးသုံးယောက်တို့ကစီးလို့ဝါလို့တန်မြန်អော်လိုက်ကြ၏။ဟယ်လီကဆက်ပြီး။ဟုတ်ပါရဲ့အောက်ဆီဂျင်ဆိုတာအနုပညာရှင်တွေရဲ့အချစ်တော်သွားလိုက်စေပါ။ဟောလီဝုဒ်ကပြူရန်ကျက်တဲ့နေ့စီခိုင်မှာ။ကဲဒီအချိန်ကစပြီးမစ္စဟယ်လီရဲ့ချစ်တော်ဘက်ဟယ်လီရဲ့ပျော်ရွှင်ဆက်စီစဉ် ပြီးဆုံးပါပြီခင်ဗျာခင်ကောင်းကြပါစီအိုးမိသွားလို့အားလုံးအားလုံးမင်္ဂလာညပါခင်ဗျာအင်းဒီမိဘများအစ်စ်မှန်ဖြစ်ကြောင်းတသက်ထူနိုင်သူအားတတိကြီးဝဘက်ကစုငင်ကားတော်ချစ်မြင့်မြင့်ဖြစ်ကြောင်းကြီးညာချက်ကိုဘန်ဘယ်လီရေဒီယိုပျော်ရဆက်စီစဉ်မှတစဉ်အမေရိကန်ပြည်သူလူထုထောင်ပေါင်းများစွာတို့ကြားသိကြ၏ထို့ထည့်တွင်မြို့မဲ့ကီယာမှာအင်းဒီတငယ်ချင်းများဖြစ်ကြသောပပဒက်ဖီကိတ်ဒက်စီနှင့်မော်လီတို့လည်းပါဝင်သည် ထိုနေ့ညရေဒီယိုအစီအစဉ်တွင်သူပါဝင်မည်ဖြစ်ကြောင်းအင်းဒီကသူပေါင်းသူများအားကြိုတင်စာရေးပေးခဲ့သည်ထို့ကြောင့်သူတို့တိုက်သည်ဂီဟာအုတ်သက်ရှိဂီဟာမူမစ်ဆန်နီကန်ရုံကန်တို့တိတ်တိတ်လေးစင်ကအပြုံးကပေါ်ပြိုလဆက်အစီအစဉ်ကိုနားထောင်ကြသည်ဖခင်ကြီးအင်းဒီကရေဒီယိုကတော့တပြည်လုံးကိုအတန်လွင့်လုံပါလားသူတို့ကဘာကြော်သွားပြီပေါ့ကောင်မလေး၅ယောက်သာရေဒီယိုနားရင်ဝိုင်းထိုင်ရင်ကိတ်ကမျက်လုံးဝိုင်းသားနဲ့တအံ့တော်အော်ပြောလိုက် ။ညီမလည်းသူ့လိုပဲရေဒီယိုကပြောချင်လိုက်တာ။မော်လီကဆိုသည်။ဟုတ်တယ်။ငါလည်းသိပြောချင်တာပဲ။တက်စီကပြောသည်။ဟာတော့မပြောချင်ပါဘူး။ဒီရေဒီယိုဆုတ်ပဲ့ကြီးနဲ့တော့ဘသူပြောချင်ပါလဲ။ပက်ပားကရေဒီယိုကိုစက်ခနဲ့ပိတ်ပြလိုက်။ဟုတ်တယ်။အဆုတ်လို့ရေဒီယိုကြီးပါ။ပက်ပားပြောသမျှဘာမှမစုံသဘောတူတော့ဒက်ဖီကထောက်ခံလိုက်သည်။ရီယူမာစဉ္ညာချက်ကိုကြားတော်နောက်တဲ့ကတော့မစ်ဆန်နေကန်သူဒီတစ်ဖက်လမ်းကြားထဲမှာရှမ်မရော့ ရက်ဆိုင်ကောင်းသားရင်ခွေးချေပေါ်နိုင်ထိုင်ရင်နားဆောင်ကြရခြင်းဖြင့်အရက်ကလေးထွေထွေဖြင့်ဂီဟာတို့ပြန်လာတော့သူယုံငယ်နေမှာစကားပြောတဲ့နှွေတဲ့တဲ့ကြာသည်သူပြင်ခန်းတကားကိုတအားတုံ့ဖွင့်လိုက်ပြီးတော့ဟေ့ငါအခန်းထဲလာပြီးအပျော်ကျူးနေကြတာဘယ်ကောင်မှရည်လဲဟူငါဆိုးထိုးတဲ့ကြည်ဖြင့်အော်မိလိုက်မိန်းကလေး၅ယောက်တို့မှကြောက်ထွတ်တုံကသတိနေထားပြီးတန်းစီရနေကြသည်ကေမမှန်ပြောစမ်းညီတို့ဒီမှာဘာလာလုံနေကြလဲ ရေဒီယိုတွေကမမအင်းဒီအတန်လွင့်နေလို့ပါမော်လီကစာပြောလိုက်သည် ဟုတ်တယ်ငါလည်းကြားခဲ့ရပြီမနေ့ကျတော့လေသူသတင်းတွေသတင်းစာတွေမှားလောက်မှာပဲကဲထွက်သွားစမ်းအပေါက်တက်ပြီးအေးရဝင်ကြတော့ဟုတ်ကဲ့ပါဆရာမကြီးမိန်းလေးတွေကတန်မြောက်ပြောပြီးကမန်ကဒန်ပြန်ထွက်သွားကြသည်ထို့နောက်မစ်ဆန်နီဂန်ဒီရုံခန်းနောက်မှရှိအခန်းထဲသို့ဝင်လာခဲ့သည်မိ गो ရောင်ဖလန်နေညာရဲ့ဝေယုံကိုဝှစ်သည် ပြီးတော့အိယာဝေးမှာဇွဲဘော်ရင်တင်ထားသောအရက်ပလင်းကိုယူပြီးတမော်ကြီးမော်လိုက်အင်းပါဒေါ်လာ9000ဒေါ်လာ9000တာမန်လူတယောက်အနေနဲ့တသက်ရှာလို့မရနိုင်နေပတ်စံတွေအဲဒီခွေးမလေးကို လူဖြောင်းအချာကြီးကျွေးမွေးလာခဲ့ရတဲ့ငါမှာတော့ကြည်ပြားပြားတော့မရဘူးအိုးဒီကောင်မလေးကိုငါမုန်းနေတိတ်မုန်းနေတပြစ်ချင်လောက်မုန်းနေမေဆန်နေကအရက်မှုမှုဖြင့်ရင်းတို့လျင်ကြောင်ကြံချင်းဝါနေခြင်းတွင် အခြားနှစ်ယောက်တို့ကလည်းရေဒီယိုနားထောင်ရပြီးမချင်မချင်းဖြစ်လေရှိကြ၏ထိုနှစ်ယောက်ကတခြားသူများမဟုတ်မေဆန်နီဂန်၏မောင်ရူစတာဟန်နီဂန်နှင့်သူ့မိမလီလီဆင်ရီဂစ်တို့ပင်ဖြစ်သည်သူတို့လင်များသည် တိုင်းစကွဲအနီးရှိအနောက်42လမ်းပေါ်မှအပေါ်စားဒစ်စီဟိုတယ်တွင်တဲခုန်နေမှရေဒီယိုတန်လွှင့်ချက်ကိုကြားကြခြင်းဖြစ်ဒေါ်လာ5000ဆိုတာနည်းပတ်စံနေမဟုတ်ဘူးတို့တော့အဲ့ဒီပတ်စံတွေရလိုက်ရင်တော့လား ရူစတာသည်လင်းရှိသောခန်းချင်းလေးရဲ့တွင်ခောက်တော့ခောက်မြန်လျှောက်ရင်းဒေါသတကြီးဖြင့်ပြောလေထို့နောက်သူသည်ရုတ်တရက်လက်ဖြောက်တစ်ချက်တီးလိုက်ပြီးနောက်အားရပါရပြုံးလိုက်သည်သူအကြံရသွားပြီဟုတ်ပြီလီလီဒီမင်ကပြောမယ်သူကောက်တန်ကိုရှို့ပြီးပြောသည် Atlantic City ကအဖော်ကြီးစီကဒိုနီယာဒေါ်လာ300ရေးယူခဲ့တာမှတ်မိရဲ့မလားဒိုနီယာကသူ့ရဲ့အကြာကြီးကွဲကွာနေရဲ့မောင်နှင်းနှမဆိုပြီးအယောင်ဆောင်ပြီးဖိန့်ခဲ့ကြတယ် ဘင်းနဲ့မမတ်မိပဲနေပါမလားမောင်ကြီးအဲ့တော့ကတိတ်ပိုင်းနဲ့အချံဖန်နီလန်းနေပဲဟာဟုတ်ပြီအလုပ်ဖြစ်ပြီဒါပေမဲ့အခုကိစ္စနဲ့ရှင်အဲ့တော့ကအသေးဖွဲပဲကဲလီလီအခုမင်းဝင်ထားတဲ့အဝေးဟောင်းတွေချွတ်လိုက်တော့ဒိုလို့စကန်ဝင်ကြတော့မင်းဘလို့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 မှမဟုတ်ဘူးဒီလိုဒီလိုဒိုနေအောင်ရူစတာနဲ့လီလီဆိုတဲ့နာမည်တွေကိုဖျောက်ပြီးရာဖဲနဲ့ရှာလီဆိုတဲ့နာမည်အစ်စ်တွေနဲ့လူသစ်လုပ်ပြီးအဲဒီငွေ9000ကိုအပိုင်ချူမယ်လေ နောက်တနအိခွဲလောက်ကြတော့လူခေါ်ခေါလောင်းတဲ့ကြောင်းမစ်ဆန်နီကန်အိယာမလန်တို့လာ၏အိတ်ချင်မှုသူဖြင့်အရက်မှုကလည်းကောင်းကောင်းမပြေသည်အချိန်မတော်ကြီးဘသူတွေများလာပြီးဒုက္ခပေးပြန်ပြီလေသူသည်အိယာမမထချင်ထချင်ထကားဆုတ်ဖနက်စီပြီးတကားပေါက်သို့ရှောက်လာခဲ့သည်တကားဝရင်စပင်းဖြူဖြူအရက်ရှိရှိခေါကုန်းကုန်းနေလူတယောက်ရန်နေသူနောက်ကလည်းစပင်းဖြူဖြူကိုအင်းကြီးနဲ့နေမိမကြီးတရားယောက်ျားကြီးကနှက်ခမ်းမွေးပရပြင်းနေမျက်မှန်လေးတက်ထားသည် ူကိုရင်ကြီးကအညိုရောင်မင်းမပေါ်ကျင်တော့အုတ်ထုတ်ကိုင်းထားသောသူ့လက်ဒီကလေးတုံရင်နေကြသည် သူတို့ခြေရင်မှာတော့ကျိုးနစ်ချီပိတ်ထားသောခီးဆောင်သက်သာနှလုံးချဟလုံးကဲစုပေါင်းမစ္စန်နီယန်ကထိုလင်းများကိုမတင်ငါမျက်လုံးဖြင့်ကြည့်ရင်ပြောလိုက်သည်ကျိုးတို့ကိုခွန့်လို့ပါမတန်းဒီဂီဟာကိုအုပ်ချုပ်နေရမတန်းမေးလားယောက်ျားကြီးကလေတန်းအေးအေးနဲ့မဝင်မရေမီသည်ဟုတ်တယ်ကျမပဲ မင်းဆန်နေငံကမဆက်ဆက်ပြန်ပြောသည်ယောက်ျားကြီးနှင့်မိမကြီးတို့ကလက်ဆက်တတကိုစီကောက်ဆွေးကဖနှက်ချွတ်ခံသူဝင်လာကြသည်။အိုးအဖေကြီးကျမကြောက်လိုက်တာသူခမရတခုခုများဖြစ်နေပါဦးမေမိမကြီးကယောက်ျားကြီးအားပြောလိုက်သည်။ဘာမှမပူဆမ်းပါနဲ့အမေကြီးအားအားလုံးစင်ပြေတော့မှသူဒီမှာရှိပါတယ်။ဒီမှာရှိရင်တို့ရင်သွေးဟာတို့ရင်သွေးပဲဖြစ်ရမှာပေါ့။သူကမင်းဆန်နေငံပဲလှည့်ပြီ။အော်ဒါနဲ့ဗဒန်ကဒီမှာလှုပ်လှုပ်တာ စနစ်နဲ့မကောက်တော့ဘူးပေါ့နော် ဟုတ်တယ်ဒါဆိုဟုတ်ပြီအဖြစ်ကဒီလိုပါမထန်လွန်ခဲ့တဲ့1920ခုနှစ်ကုန်ပိုင်းလောက်ကပါအဲဒီတုန်းကကျွန်တော်လင်များဟာအလုံးမရှိလို့အကြီးအကျယ်တရားကြောင့်အလုံးပေါ်လာတဲ့ကနေရနိုင်ငံကိုထွက်သွားခဲ့ကြတယ်ဤနေမိမကြီးကကြားဖြတ်ပြီးအလုံးကလေရအလုံးပါ အလုံးရှင်ကကျွန်တော်တို့ညကိုပဲလက်ခံပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ညကိုပဲလက်ခံတယ်အဲဒါနဲ့ကျွန်တော်တို့ရဲ့ရင်သွေးကလေးကိုဒီခေတ်မှာစွန့်ပစ်ထားခဲ့ရပါတယ်မထန် ချစ်မတော်တမီလေးတမီလေးအင်းကြီးပါရှင်မိမကြီးကမျိုးရည်ဆန်းဆန်းနဲ့ပြောသည်အင်းကြီးဟုတ်လားမဲဆန်နေကန်ကပါဇက်ဟောင်းသွားပြီးမေးလိုက်သည်အင်းကြီးကရှင်တို့တမီလေးဟုတ်လားဟုတ်ပါရဲ့ခမညာကျွန်တော်တမီလေးအစ်စ်ပါ ကျမတို့တမီလေးကျင်းကျက်မှမရှိပါရဲ့နော်မတန်ရှင်တို့ပြောတာကျမလုံးဝမယုံနိုင်ဘူးမဲဆန်နေကန်ကအပြစ်ပြောလိုက်သည်ဘယ်နဲ့စနစ်နှစ်ကြီးများအောင်ကြာသွားပြီဒီကြားရဲ့ရှင်တို့မလုပ်နိုင်ကြတယ်လေ ဒါနဲ့အခုရှင်တို့ဘယ်ကလာကြလဲကျမတို့ကနေဒါနိုင်ငံရာတော့ကလာကြအောင်ပါရှင်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့စီမားကဘဲဒီချက်တွေအထူးသဖြင့်ကျဖာကြီးတွေတိတ်ပြီးပို့ပါတယ်ခင်ဗျာယောက်ျားကြီးကရင်းသူပြောရင်နှက်ခမ်းမွေးတူကိုဆွဲဖြုတ်လိုက်သည်ထို့နောက်လဝါနှစ်ဖက်ကိုတစ်ဖြက်ဖြက်ဒီခက်ကအော်ဤအိုဟုအခြေကြီးတွန်လိုက်သည်ဒီတော့မှထိုယောက်ျားကြီးမှာရူဆာဟန်နီဂန်ဖြစ်နေမှန်းသိရတော့သည် တချင်းရဲ့ရင်မိမကြီးကလေတခိခိရဲ့ရင် သူ၏ကောင်းမွန်မှစပင်တူကိုဆွဲချွတ်လိုက်ရာလီလီစိတ်ရင်းကြီးဖြင့်ထင်းထင်းကြီးပေါ်လာတော့သည်ဖျားရီရူစာနင်အခုလိုအသက်တရာလောက်ရှိရဲ့အဖိုးကြီးယုံနဲ့ရုပ်ဖြတ်လာတာငါလုံးဝမမှတ်မိတာအမှန်မင်းတော့မစ္စနီယန်ကမိမှုရှင်ရှင်ရေမောရင်ပြောလိုက်သည်ဒိုးရောဟန်စားပြီလီလီဒိုးကဒိုးအမရင်ခောက်ခောက်ကိုတော့ရုပ်ဖြတ်ပြီးလှိမ့်လို့ရရင်အခြားလူတွေကိုလည်းလှိမ့်လို့ရပြီအထူးသဖြင့်တထေးကြီးဝါဘက်ကိုပေါ့ဒီမဲမမကျွန်တော်ပြောမယ်သူဒီစတာနာဟောက်မှာ သူတို့သုံးယောက်တော့ရုံးခန်းနဲ့ဝင်လာကြသည်ဒီချန်ဟာကျွန်တော်စိတ်ကူးထားတဲ့အကောင်းဆုံးအကြံမမမကျွန်တော်မှဘရူကလင်ရဲ့ကွက်မှာမိတ်ဆီတယောက်ရှိသူကမိုးစင်တူကိုအစ်စ်နဲ့ခွဲများလှုပ်ပေးနိုင်တယ်တခြားဆာယဆရန်တူတွေလေအကုန်လှုပ်ပေးနိုင်တယ်အဲ့တော့ဒီကိစ္စမှာကျွန်တော်တို့ကမမကူညီမှာဖြစ်မယ်အင်းဒီဂျောင်းနဲ့ပတ်သက်ပြီးမမတိသမျှတွေကိုအသေးစိတ်ပြောပြမှာဖြစ်မယ်ဟုတ်ပြီငါ့မောင်အကြံပိုင်းနေငါကူညီမယ်ငါအများကြီးကူညီနိုင်တယ် အင်းကြီးရဲ့မွေးတက်ဂရီကစပြီးသူ့မိဘရဲ့ရေထားကလေးစာအကြောင်းအထိအကုန်စင်ကူညီနေနေအေရုံငါ့ကိုကူညီကဘလောက်ပြီးမှလဲဒါကလွယ်ပါလေမမကြီးဂျာမန်ငွေကို၃ရောက်တွဲသုံးမပုံမြူကြတာပေါ့မမတပုံကျွန်တော်တပုံလီလီတပုံဒါဆိုပြီးရောမဟုတ်လားဟင်ဟင်အဲ့လိုမရအောင်ငါ့ကိုတဝက်ပေးရမယ်၅000တဲက၂000ခွဲပေးရမယ်အဲ့ဒါမရရင်တော့ငါလုံးဝမကူညီနိုင်ဘူးပဲတဝက်ကြီးအောင်တောင်းတာတော့လုံးဝမတရားဘူးလီလီကဝင်ပြောသည် ကျမတို့ကမမထက်အများကြီးပိုပြီးစွန့်စားရမှာအဲ့ဒါငါမသိဘူးတဝက်ဆိုတဝက်ပင်ကဲပါထားလိုက်ပါတော့တဝက်ပဲထားလိုက်ပါတော့မမကတဝက်ကျွန်တော်တို့နှစ်ယောက်ကတဝက်ပေါ့ဟုတ်လားအဲ့တော့အချိန်ဆွဲနေလို့မဖြစ်ဘူးမြန်နိုင်သမျှမြန်မြန်လုပ်ရမယ်ကျွန်တော်ကသူတို့ကိုပညာပြအောင်ပါပဲတထေးကြီးအော်လီဗာဝါဘက်ရဲ့စံရင်ကြီးတွေဝင်ပြီး၄မိနစ်၅မိနစ်တွင်မှငွေ၅သောင်းရအောင်လုပ်ရမယ်ပထမပတ်စံရအောင်ယူပြီးတော့အင်းဒီကိုရအောင်ယူပြီးတော့ဒီမျိုးကတချို့တွေလက်ကြတာပေါ့ အေးဒါဆိုအားလုံးโอเคပြီပေါ့ဟုတ်တယ်မလားမမဟုတ်တော့ဟုတ်ပါရဲ့ဒါပေမဲ့အဲ့လောက်နေမပြီးသေးဘူးပြဿနာကကျန်နေသေးတယ်အင်းဒီပြဿနာကိုပြောတာသူ့ကိုဘယ်လိုလုပ်မှာလဲသူ့ကိုဒီတိုင်းထားလို့ဖြစ်ပါမလားပြဿနာပေါ်လာမှာပေါ့အမလေးဒီအတွက်ဘာမှမစိုးရိမ်ပါနဲ့မမရမမမောင်ကဒီပြဿနာအစခင်းကကြိုတွေးမိပြီးသားပါရူစတာကသူ့ရဲ့ညိအိတ်ထဲမှာမောင်းချတာကိုဆွတ်တုပ်ပြီးအတော့ကိုဖွင့်လိုက်သည်လူတယောက်ကိုကြုံမကြည့်ကြတော့ဘူးဆိုရင် အဲ့လိုခုချက်ချင်းပျောက်သွားမယ်တသက်လုံးပျောက်သွားမယ်သူကမောင်းချတာကိုပြန်ပစ်ပြီးအင်းကြီးအိတ်ထဲသို့ပြန်ထည့်ရင်တည်သွားတဲ့ကလေးပုံမပြောနိုင်မှုဆိုရဲစကပုံရှိရမဟုတ်လားမမရဲ့